ရသမားတို့မင်္ဂလာခင်ဗျကျွန်တော်တို့ရဲ့မြန်မာဖိုက်တာမလေးကျန်ကျစ်တမလေးလို့ချစ်စနိုးနာမည်ပြောင်းရထားတဲ့ဘရိုနီကာပွဲရရှိသွားပါပြီ။မမဒုတိယပွဲစဉ်ကိုထိုးရပါတော့မယ်။အခုဒီချိန်တွေ့ရတဲ့ဖိုက်တာမလေးကတော့သူ့ထက်အသက်အများကြီးငယ်ပါတယ်။အရက်လည်းပူတယ်။ဘရိုနီကာအရက်မြင့်တယ်ပေါ့လေ။ဒါပေမဲ့အခုတွေ့ရမယ့်ဖိုက်တာမလေးကတကယ်ကိုအစိတ်ပြင်းတဲ့မျိုးတကောင်ပါပဲ။ ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့16နှစ်သမီးသာဖြစ်တဲ့ဘရိုနီကာထက်ဝမ်းတွေ့ကြုံပို့ပြီးတော့မြင်ပါတယ်ဝမ်းမှာခုနှစ်ပွဲထိုးပြီးပြီဒီ16နှစ်သမီးလေးကအဲ့ထိုးခဲ့တဲ့ခုနှစ်ပွဲလုံးအကုန်နိုင်ထားတယ်ဗျခုနှစ်ပွဲမှာ split decision တပွဲပါခဲ့တယ်ပေါ့အဲ့ပွဲကအမှတ်နဲ့နိုင်တဲ့ပွဲလို့ထည့်ပြီးတွတ်မယ်ဆိုရင်သူဒီခုနှစ်ပွဲမှာအမှတ်နဲ့နိုင်တာ6ပွဲရှိခဲ့တယ်အလဲထိုးနိုင်တာကတပွဲရှိခဲ့တယ်ဒီတော့ ဖြောက်တော့လို့မရဘူးအမတ်နဲ့နိုင်တဲ့ဆိုကြတဲ့ကသူဒီပွဲကြီးပြေထိုးနိုင်တဲ့မာကုံရှိတယ်ကြန့်ခိုင်မှုအားကောင်းတယ်ဆိုင်ထိုးပြန်ထိုးနိုင်တဲ့ဖိုက်တာဖြစ်တယ်လို့အပြေထွက်နေတယ်ဘရော်နီကာဘာစိုးရင်ရတယ်လဲပထမပွဲမှာလို့တက်လုံကြသောကိုစိုးရင်ရပါတယ်ဗီယာနဲ့ပွဲမှာဘရော်နီကာပင်စမှုပိုင်းဆိုင်ရာအရန်အားကောင်းခဲ့တယ်ဖြူဝါပိုင်းဆိုင်ရာတိုးတက်ခဲ့တယ်ဒါပေမဲ့ဘရော်နီကာတစ်ချက်ပဲမှားခဲ့တယ်အဲ့ဒီချက်ကတက်လုံကြသွားတာပါပဲ ်ပထမပွဲကြီးမှာဘရော်နီကာလောဝါကိုအသာစီးကနေပွဲကိုထိမ့်ပြီးထိုးသွားခဲ့တယ်။နိုင်နိုင်မယ်လို့ထင်ခဲ့တာ။ဒါဒုတိယပွဲစီတဝက်လဲပြီးရောဘရော်နီကာဟိုက်လာတယ်။အဲ့နောက်မှာတက်လုံကြသွားတယ်။ကြသွားခဲ့တော့သူဟာပွဲကိုလိုးသလိုသူထိမ့်ချုံနိုင်စွာကင်းမဲ့သွားတယ်။အဲ့မှာရင်ဗီဒါကပြန်လှန်ပြီးတော့ရှင်ကစားလာတယ်။နောက်ကလိုက်ပြီးတော့ဘရော်နီကာကိုတံပြန်ကစားပြီးအသာစီးပြန်ယူသွားခဲ့တယ်။ဒီတော့ တယောက်နဲ့တယောက်အလဲမထိုးနိုင်လို့အမှတ်နဲ့ဆုံးဖြတ်ချက်ရောက်တဲ့အခါဘရော်နီကအရှုံးပေးလာတယ်။ဒါပေမဲ့ဝမ်ကဘရော်နီကိုမျောလင်းထားမှတိတာတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဘက်မှာရှုံးခဲ့မဲ့ဘရော်နီကရဲ့ထိုးပုံထိုးအားကောင်းတာတိုက်စစ်ပွင့်ကစားတာကိုအကျန်းသဘောကျပြီးဘောနပ်အကျိုးခံစားခွင့်ပေးလိုက်တယ်ရှုံးဝင်မဲ့ဘောနပ်ရတယ်။ဒီပွဲမှာဘရော်နီကရှုံးလို့ရောဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့သူဟာ YSC ကိုရှက်ထရီကိုဂရီးပေးထားပြီးပြီ။ဒုတိယပွဲရောက်ရင်သူအကောင်းဆုံးလုပ်ပြမယ်လို့လေ။ ထမပွဲမှာသူဗီရာကိုရှုံးပြရချိန်မှာရှတ်ထရီကဗီဒီယိုကောခေါ်တယ်ခေါ်ပြီးသူအားပေးစကားပြောခဲ့တယ်အဲ့ချိန်မှာသူဒီဂရီးပေးခဲ့တယ်နောက်တစ်ပွဲမှာပူကောင်းအောင်လုပ်ပြမယ်ဒီတော့ဝမ်ကသူ့ကိုဂျူနီယာဖက်ဒက်စ်နဲ့အခုပေးတွေ့လိုက်ပြီဂျူနီယာဖက်ဒက်စ်အတွက်ကြောင့်လဲဘရော်နီကာကိုနိုင်ရင်သူ့ရဲ့အချိန်ကပိုပြီးကြီးသွားမယ်ရှစ်ပွဲထိုးရှစ်ပွဲလုံးနိုင်အဲ့တော့သူကလည်းချန်ပီယံရှစ်ကပတ်စဉ်ကိုပဲထိုးလမ်းကြောင်းတဲ့ကိုတိုးဝင်ခွင့်ရသွားနိုင်တယ်ဘရော်နီကာအတွက်ကြောင့်လဲ ဂျူနီယာဗက်ဒက်စ်ကိုနိုင်လိုက်ရင်ရှေ့ကပြောခဲ့တဲ့လမ်းပွင့်လာနိုင်တယ်။နှစ်ပွဲရဲ့ဒိုးကြီးပွင့်မှာမလားလို့တော့လာမေးပါနဲ့။ဘာကြောင့်လဲဆိုတော့ဂျူနီယာဗက်ဒက်စ်လို့တကယ့်မာကုံမြင့်နဲ့လုံးဝဥရှိုးလို့မကြိုးသေးတဲ့ဖိုက်တာမျိုးကိုဘရော်နီကာနိုင်အောင်ထိုးပြလိုက်တယ်။ပထမဆုံးရှုံးပွဲကြုံအောင်လုပ်ပြလိုက်တယ်ဆိုရင်ဘရော်နီကာရဲ့ပုံရင်လည်းမြင့်တက်လာမယ်။ပြီးတော့နောက်တစ်ပွဲမှာသူ့ကိုဝမ်းကနာမည်ရပြီးသားနောက်ထပ်ဖိုက်တာတစ်ယောက်နဲ့ထပ်တွေ့ပြလိုက်ပြီးအဲ့နှစ်ပွဲဆက်လောက်ကိုဘရော်နီကာနိုင်ရင် ချန်ပီယံရွှေကပတ်လမ်းကြောင်းနဲ့ဘရော်နီကာကိုဆွဲထည့်ပြီးခေါ်သွားတာမျိုးဖြစ်ကောင်းဖြစ်သွားနိုင်မှာပြဒါကြောင့်ဂျူနီယာဖက်ဒက်စ်ကိုဘရော်နီကာနိုင်ဖို့အရေးကြီးတယ်လို့ပြောရတာပါပြောမဲ့သာပြောပါတယ်လွယ်တော့မလွယ်ပါဘူးဂျူနီယာဖက်ဒက်စ်ကထိုးအားကောင်းတယ်တိုက်စစ်ဖွင့်ပြီးကစားတယ်ပြီးတော့မာဂုံမြင့်နဲ့အပြန်အလှန်ရှင်ထိုးနိုင်တယ်ဝမ်ဟာကြည့်ရတာဘရော်နီကာရဲ့တိုက်စစ်ဖွင့်ပြီးထိုးတာကိုအရန်ကြိုက်လို့သူနဲ့ကစားပုံကြီးတူတဲ့ဖက်ဒက်စ်နဲ့ထပ်ပြီးပေးလိုက်တာဖြစ်နိုင်ပါတယ် ရှေ့ရဗီရာဆိုရင်လည်းဘရွန်နီကာနဲ့တိုက်စစ်ဖွင့်ကစားပုံကြီးတူတယ်အခုပွဲမှာဖက်ဒက်ဆိုလည်းအဲ့လိုဟန်မျိုးနဲ့ကစားတော့လုံးဝပုံစံချင်းဆင်တူပြီးတော့တိုက်စစ်အပြိုင်ဆိုင်ထိုးမှပွဲမျိုးမြင်ရင်လို့ဘရွန်နီကာကိုဒီလိုမျိုးဖိုက်တာနဲ့ပေးတွေ့လိုက်တာလားလို့ကျွန်တော်စဉ်းစားစရာကောင်းနေပါတယ်။ဘာဖြစ်ဘရွန်နီကာအနေနဲ့နိုင်ပွဲရချင်းတန်ပါပြီနိုင်ပွဲရတင်ပါပြီမနိုင်လို့လည်းမရတော့ပါဘူးမနိုင်လို့နှစ်ပွဲဆက်ရှုံးသွားရင်သူ့ရဲ့ပုံရိပ်တစ်ခုကျဆင်းသွားပါလိမ့်မယ် အဲဆို1 Friday fight တွေမှာကျင်လည်ရင်းနဲ့ပဲသူဟာလမ်းစပျောက်ဆုံးသွားနိုင်ပါတယ်ဒီလို1 Friday fight ကနေ1 fight night တွေ1ပြိုင်ပွဲကြီးတွေစီတက်အောင်နိုင်မှာချန်ပီယံရွှေကပတ်စင်ကိုပွဲလမ်းကြောင်းဆိုတာ Bronica တို့ထင်းထင်းရှားရှားလမ်းပေါ်လာမှာပါမဟုတ်ရင်တော့ဒီလိုမျိုး1 Friday fight မှာကျင်လည်ရင်းမဲ့ fighter ဘွားပြီးဆုံးသွားပါလိမ့်မယ်ဒီတော့ junior fighters ကိုမေလ9ရက်နေ့မှာအနိုင်ယူပြီး မျောလင့်ချက်အိမ်မက်သစ်တစ်ခုကိုဘရိုနီကာတည်ဆောက်နိုင်ပါစေလို့ဒီနေရာကနေဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်စုအားပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ